မရှင်များအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လဲဆိုင်လေးလောက်ပြေးသွားမှာကတော့ဘုသူရနဲ့လိမ့်နှောင်ကြည့်ဖို့တော့တက်တယ်ပင်ရမရောက်နေပြီလေဆိုတော့ရေပေါ်တေဝါရရင်ကိုတိုင်းစိတ်ဒေသာရရင်စိတ်တောင်းမှာကစိတ်စင်တောင်းမှာတော့ကျွန်တော်တို့ပြောမယ်တေချာတခုကတော့ကျွန်တော်တွေအကုန်လုံးကဒီရကုန်နဲ့နှိစက်ဆုံးနေရမှာကျွန်တော်တို့ရှိတယ်ဟုတ်ရန်ကုန်နဲ့နှိစက်ဆုံးနေရမှာရှင်ရန်ကုန်ပြည်ရဲ့ရေပေါ်များရတဲ့ကောင်နော် ေးရောက်လာလို့ရှိရင်ဗာလည်းဖြစ်လာမလဲဆိုတာအချိန်မီတို့ရဲ့အင်္ဂါကိုကျွန်တော်ပြန်ခေါက်နိုင်ဟုတ်လုံးလုံးကြုံလုံးတွန်းလွတ်လွတ်လပ်လပ်ကြိုးသွားရဲလို့လားသွားရဲဘူးလေဒါမျိုးတွေလောက်ထိကိုကျွန်တော်တို့လှူဆောင်လှူရှားဆောင်မှုလွတ်လာပြီအခုဆိုရင်သူတို့ရဲ့ပြပြေးစင်ကိုပြန်ရောက်လာပြီကျွန်တော်တို့ပြောရပြပြေးသူတို့ကတကယ်ပြပြေးဖြစ်တယ်ဟိုမှာပြစ်လိုက်ပြေးလိုက်ဒီနားပြစ်လိုက်ပြေးလိုက်နဲ့ဟိုသူတို့မှလည်းမလုံးကြုံမှုတွေကိုခံစားနေရတဲ့အနေအထားတစ်ခုရောက်လာပြီဆိုတော့ဟိုသူတို့ရဲ့ထိုးစစ်ကနေပြီးတော့တံမြထိုးစစ်ဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော် ပြောင်းလဲလိုက်ပြီဆိုရင်အနေထားတစ်ခုကိုကျွန်တော်တို့ရောက်လာကြပြီဗျာ။ရန်ကုန်လို့ပြောလိုက်လို့ရှိရင်လူတွေတိကျတယ်၊မြင်ကြတယ်အကုန်လုံးကမြေမြက်ပြောက်ကြတယ်။မြေမြက်စစ်စင်ရည်တွေနဲ့ပတ်သက်ပြီးရန်ကုန်မတွေ့ပြီးမြင်ကြရဗျာ။ဘုဆိုလို့ရှိရင်ရန်ကုန်ကဒီတိုင်းတစ်ဖွဲ့ဖွဲ့ပြီးပြီးတော့မြေမြက်စစ်စင်ရည်တွေတော်ရင်ချင်းလက်စစ်စင်ရည်တွေကိုကျွန်တော်စပြီးတော့ဒီတိုင်းသားမမိတ်တွေနဲ့ပူးပေါင်းပြီးကျွန်တော်ဆောင်နေကြပြီစစ်တပ်သားခွဲကိုကဲမှုအတူတူရဲ့ဥဆောင်မှုတွေနဲ့အတူပဲဒီစစ်စင်ပေါ်ဆောင်မှုတွေကိုကျွန်တော်တို့စပြီးတော့ဆောင်နေကြပြီဒါကတော့ ်ရန်ကုန်တိုင်းကိုကျွန်တော်တို့ဘယ်လိုစစ်တီလိုနေကျွန်တော်တို့ဖွေးထားလဲဆိုရင်ကျွန်တော်တို့မှာဒီရန်ကုန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဝေဖန်စစ်စင်ရေးတွေ့ကြုံရှိရဲ့ရဲဘော်တွေဒီတော်ရင်ကျက်တဲ့စစ်စင်ရေးတွေ့ကြုံရှိရဲ့ရဲဘော်တွေနဲ့ကျွန်တော်တို့စုဖွဲ့တယ်ပြီးတော့တို့ရဲ့ဒီလိုအပ်တဲ့မွမ်းမတ်တဲ့ဟာမျိုးတွေကျွန်တော်တို့ပေးတယ်အတိုင်းနဲ့ကျွန်တော်တို့ပြန်ပြီးတော့စုဖွဲ့ထားတယ်ပေါ့လေဒီပါပြီရဲဘော်ရဲ့ရှင်းတဲ့ထပ်ပြီးဆိုလို့ပြန်အကုန်လုံးကအာမျက်နှာမှာငါငါတိုက်ဝဲပနေဝဲတိုက်ခဲ့တာကွာဂုံယုံရ ဟုတ်နော်စိတ်ကလေးကျွန်တော်လာထိရတန်ရရခဲ့ရဆိုရင်တော့မှအပြုံးပြည့်ဘူးဒါလေးလည်းရှိမှာဟိုပြည်သူတွေမြည်ပြီးသားဖြစ်နေတယ်ကျွန်တော်ဒါရရရတယ်ကျွန်တော်လက်မထောင်နေတော့မယ်ကိုလည်းငါဆုံးဆုံးသွားရဲဘော်တွေရတဲ့ဝင်နေသူဆက်ပြီးတော့ထမ်းနေတော့မယ်တိုက်ခိုက်တောင်းလို့မယ်တခြားသောတောင်းဝင်တွေမှာဆက်ပြီးတော့တောင်းလိုင်းကြီးရဲ့ကြာရခန်းနာအခန်းကဏ္ဍအသေးသေးမှာဆက်ပြီးတော့တောင်းဝင်နေကြတယ်ကိုလည်းမြင်တွေ့နေရတယ်ဟုတ်မှာကျွန်တော်တို့ဒီ mission တွေဆောင်ရွက်တာ online နဲ့ဟာရှိလို့ပဲတစ်ခါမှာပဲလဲကျွန်တော်တို့ထိခိုက်မှုတွေ social မှုတွေအများကြီးပဲ online နဲ့ mission နဲ့နောက်ကဲမှာကျွန်တော်တို့မှာ ပိဆက်ဆုံးလို့မှုတွေကလည်းအများကြီးရှိအောင်ကျွန်တော်ရဲဘော်တွေဖမ်းဆီးတင်းတင်းခံရတဲ့ပိဆက်ဟုတ်နော်တကယ်ရှိတယ်ဒီ error တွေကြောင့်ပဲကိုယ့်လက်ထက်မှာကိုယ်ပစ္စည်းခွဲပြီးတော့ကြာဆုံးခဲ့တဲ့ရဲဘော်တွေရှိတယ်ဆိုတော့ပြေးကြတယ်ဒီ online မှာပိဆက်ဆုံးလို့မှုတွေရှိနေမှာလေကျွန်တော်တို့အစုံးတွေကျွန်တော်တို့ရှောင်းတယ်အစုံးတွေတော့ဘေးပေါ်တွေဝါနော်ပါမယ်ဆိုတော့စိတ်ကြံနေတော့ရဲဘော်တွေလာတယ်ဘယ်တော့မှနောက်ပြန်လှည့်သွားတဲ့ဟာတွေကြောက်ရွံ့သွားတာတွေတူရွသွားတာတွေကျွန်တော်တို့မှာဥယျာဉ်တွေကျွန်တော်တို့မတွေ့မိတဲ့ဘူး ။အများသောအဖြစ်ကဒီလူငယ်တွေဖြစ်ကြတယ်။အားလုံးပုံတွေကအိမ်ကိုရမ်းကြတယ်။ကျွန်တော်တို့အိမ်နေအများဆုံးကျွန်တော်တို့ပြောင်းနေကြတယ်။ကျွန်တော်တို့မျိုးကျွန်တော်တို့နေတဲ့နေရာတွေကျွန်တော်တို့ပြောင်းနေကြတယ်။အဲ့ဒီစိတ်တစ်ခုတွေနဲ့ပဲကျွန်တော်တို့ဒီကာလမှာဒီ online ရေးမှာကျွန်တော်တိုက်ပွဲဝင်နေကြတယ်။အစွမ်းကိုကျွန်တော်တို့တိုက်ပွဲဝင်နေကြတယ်။ဆိုတော့ online ရေးကဈေးကြီးပါတယ်။နော်တော့ online ရေးကဈေးကြီးရန်နေမှုတွေများတယ်ပိတ်ဆက်မှုတွေများတယ်နော်။ ကျွန်တော်တို့ရေခုန်လိုက်ရင်ကစိတ်ပန်းနေကျွန်တော်တို့ရဲဘော်တွေအသက်တွေကဈေးမပေါ့ဗျဈေးကြီးတယ်ဆိုတော့ဒီနေ့ဒီချိန်ဒီရောက်လာအောင်လဲဒီရဲဘော်တွေကထောက်ကတိုက်ပွဲဝင်နေလို့ပဲထောက်ကဒီထောက်ဖို့ပေးတဲ့ပြည်သူတွေရဲ့အားလည်းအခုချိန်ဒီကျွန်တော်တို့အရှိန်မရောကြတာကိုလည်းကျွန်တော်မြင်တွေ့နေရမှာဖြစ်တယ်အဲ့တော့ခဲရနေဆိုတာလည်းဟိုခြေဆိုတာလည်းပြင်ကုန်တာပဲတိုက်ပွဲတစ်ပွဲဖြစ်ပြီးသားပြီးဆိုကျွန်တော်မှပြန်ဖြည့်ရတယ်ဒါမျိုးရတာကျွန်တော်ဆောင်ရရတယ်ဆိုတော့ပတ်စံဆိုတာလည်းတုံးရင်ကုန်တာပဲခြေဆိုတာလည်းပြင် ကုန်တာပဲဆိုတော့တိုင်ဝမ်တပွဲလုပ်တယ်ထိုင်းစင်နဲ့အောင်မြင်မှုတွေလိုချင်တော့ကျွန်တော်တို့ဟိုလိုအပ်တဲ့အရာပေါ်ပဲမာနာကတော့အရင်ကြည့်တာပေါ့ဗျာသက်ဆက်မရှိပဲကျွန်တော်စစ်တိုက်လို့မှမရရန်ကုန်တည်ရင်တပွဲတွေဘယ်နေရာမှာရောက်နေပြီလဲကျွန်တော်တို့တက်တွေဘယ်နေရာမှာရောက်နေပြီလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ပါလို့ပဲอืมစောင့်ကြည့်ပါလို့ပြောပြောမယ်ကြေကြာတစ်ခုတော့ကျွန်တော်တို့အကောင်တော့ရန်ကုန်နဲ့နီးစပ်ဆုံးနေရာမှာကျွန်တော်တို့ရှိတယ်ကြေကြာတယ်ကျွန်တော်ရန်ကုန်မှာပြန်ဆောင်ကြမယ်ကျွန်တော်တို့ ်ဟိုမှာပြန်ဆောင်ကြမယ်တကယ်ဟုတ်ပြရဆိုဘုဒ္ဓရာပြန်လဲပြဝယ်ပြတာဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ